အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါ။ Manchester United နီးပြား Ruben Amorim ကဒါသူတနစ်ကျော်ကာလအတွင်းမှာသူစုစုပေါင်း12ပွဲပဲနိုင်တယ်။ဒါ12ပွဲပဲနိုင်ပြီးတော့တော်တော်လေးစိုးစိုးဝါဖြစ်တဲ့အချိန်မှာ Arne Slot ကဒီနောက်ဆုံးကစားခဲ့တဲ့သူ12ပွဲမှာ6ပွဲတိတိရှုံးထားတယ်။ဆိုတော့ Premier League 12ပွဲမှာ6ပွဲရှုံးတယ် Champion League ပွဲတွေစုစုပေါင်း9ပွဲကန်ပြီးပြီ။ဆိုတော့အဲ့မှာ Arne Slot နဲ့ မထင်မှတ်ပဲနဲ့အာနီဆိုကအခုပရီးမီးယားလိမှာထုတ်ခံရမယ့်ထဲမှာဒုတိယရေပန်းအစားဆုံးဖြစ်လာပြီးတော့ထုတ်မယ်ဆိုပြီးတော့အတန်တောင်းလျှောက်ထွက်နေတဲ့ရူဘင်အာမရိုထပ်တောင်းဆိုးသွားမလားဘလို့ထင်ကြလဲမန်ယူနိုက်တက်နီးပြဒါရူဘင်အာမရိုကလည်းပေးတဲ့တက်တွေကတော်တော်များများကရူဘင်အာမရိုကိုသိအားမရကြဘူးပေါ့လေသူပြင်သူတို့အသင်းရဲ့စွမ်းဆောင်ရဲ့ evidence ကိုဘလို့ပြောမလဲတယောက်ရောတဲ့ဂျားတွေကနိုင်အောင်မကန်လိုက်တဲ့အတွက်ကြောင့်ပေးတဲ့တော်တော်များများကလုံးဝလက်မခံချင်ကြတဲ့အခြေအနေမျိုးဖြစ်နေတဲ့အချိန်မှာ Manchester United ကပိုင်ရှင်တွေကတော့ပြောင်းမှာမဟုတ်ဘူးကျွန်တော်ထင်တော့ Liverpool ကလည်းအာနီဆော့ကအမှတ်ပေးချန်ပီယံရတော့မပြောင်းတော့သေးဘူးနောက်တစ်ခုကသူ့အတွက်ယူရထားတဲ့ project ကတန်း၄00ကျော်900လောက်ရှိတယ်ဗျအဲ့ project ကြီးကိုဖြတ်ပြီးတော့နောက်ထပ်အပြောင်း project အစ်တစ်ခုသွားဖို့ဆိုတာခက်တယ်ဆိုတော့အဲ့နေရာမှာ Liverpool အသင်းအနေနဲ့အခု emergency ဘိုးဖွဲ့အစည်းအဝေးပွဲပြန်လေ Richard Hughes နဲ့ Michael Edward ပါတဲ့ဒီဘိုးဖွဲ့တောင်ရှိသူတွေရဲ့ နောက်လည်းရှိလီဗာပူးပိုင်ရှင်တွေပေါ့လေဖန်ဝေးစပို့စ်ကူတောင်ရှိသူတွေနဲ့ဒီပြအာနီဆော့ကိုဆက်ထားတင်လားမထားတင်လားထုတ်တင်လားဘာလို့လဲဒီလိုမျိုးပေါ့ဗျာဒါကျွန်တော်အမြင်တော့မထုတ်လောက်ဘူးသူဆက်ထိုင်ထားအောင်ပါပဲဆက်ထိန်ထားမယ်ဒါပေမဲ့တခုရှိတာကဘလောက်ထိရလဲဆိုတဲ့ဒီထိမ့်မလဲဆိုတဲ့အချက်ပဲနောက်မန်ယူနိုက်တက်လည်းဒီတိုင်းပဲရူဘေအမရွန်ကတော့ဒီပြဘီဆာဂျီရက်ကလစ်ကမထုတ်ဘူးလို့အပြက်ပြောထားတာကိုသူနောက်ဆုံး3ဒီ၃နှစ်လောက်ထိတော့အချိန်ပေးမယ်ဘာညာနဲ့ပြောပြီးခဲ့ရ United ကရလက်တွေကောင်းလာခဲ့ပြီးတော့မှအခု ဲ့ငါးပွဲဆက်တိုက်ပြီးပါပဲပထမဆုံး Everton ကိုရှုံးတယ်အဲ့ Everton ကိုရှုံးတဲ့ပွဲဆို United ပေးတဲ့တော်တော်များများဒေါသထွက်စရာပေါ့လေဘာလို့ဆိုတော့ဒီသင်းနဲ့ဒီသင်းမှာတယောက်ယောက်နေတဲ့အသင်းကိုမရှုံးသင့်တဲ့အခြေအနေမျိုးဆိုပြီးတော့ဖြစ်နေတာအခုဒါ Ruby Amron ကလည်းသူ့ဒုက္ခနဲ့သူပဲဒါအခုလက်ရှိမှာ Arnisson ကလည်းသူ့ဒုက္ခနဲ့သူပဲဆိုတော့အခုလောလောဆယ်အနေထားအရ Arnisson ကို Liverpool ပေးတဲ့တည်းကထုတ်စီခြင်းကြားတယ်ဒါပေမဲ့တစ်ဖက်မှာလည်း Liverpool ဘိုးဖွဲကထုတ်ဖို့ဆိုတာအမှန်တန်ခက်တယ် ဒါခုလက်ရှိနေထားရဒါဘသူအရင်ထုတ်ခံရမယ်ဘသူအရင်ထုတ်ခံရနိုင်တယ်ထုတ်ဖို့ထုတ်ချင်မှလည်းထုတ်မယ်ဗျာဒါပေမဲ့တကယ်လို့ပရီးမီယာလိမှာစတက်တွေရလက်တွေဆိုးလာပြီအချိန်နေဆိုတော့ချိုးပေးသက်တွေရတော့ပါဗျာဒါ Ruby Emerald မှာဘာဘူးကဘာပလန်မှမရှိဘဲနဲ့ Manchester United ကသူ့ကြောင့်တောက်လျှောက်ရုန်းကန်နေရတယ်ဒါ United မှာ Ruby Emerald ကိုင်းနေ55ပွဲမှာ22ပွဲနိုင်14ပွဲတည်ပွဲ20ရှုံးထားတယ် ူ့ရဲ့ဟိုနိုင်ပွဲ percentage က38.78ပဲရှိတယ်ဒါက40%တောင်မဟုတ်ဘူး lowest ever average လောက်ဖြစ်နေ Manchester United စာအလဖာကူဆန်နောက်ပိုင်းတည်းကနေဆိုအခုချိန်ထိဟိုနိုင်ပွဲပျောက်ဆုံးမှုနဲ့ဒီ percentage win rate ratio percentage အနည်းဆုံးပဲနိုင်ပွဲနာအနည်းဆုံးပဲအဲ့ဒီနေရာမှာ Arnie Slot ကပထမတရာတီတုန်းကစွတ်စွတ်ရေးကောင်းပြတယ်တော့ Liverpool က ဒါဒုတိယရာသီပေါ့လေဒါအခုလီဗာပူးစုစုပေါင်း16ပွဲရှုံးတာအဲ့16ပွဲမှာဒီရာသီရှုံးတာ6ပွဲပါတယ်မနေ့ကတရာသီလုံးမှာမှဒါရှုံးထားတဲ့ပွဲပေါ့လေမနေ့ကတရာစီလုံးမှာချန်ပီယံလိအပါဝင်တခြားပွဲတွေမှာရှုံးတာနဲ့ပါတယ်မှာဒါအခုတရာစီလုံးတော့တရာစီလုံးမှာလီဗာပူးကပရီးမီးယားလိအပါဝင်ခြားအားတွေပါချုံးတာစုစုပေါင်း18ဟိုဘယ်လိုပြောမလဲ9ပွဲပဲရှိတယ်ဒါပေမဲ့အခုဒီရာစီမှာ9ပွဲရှိသွားပြီအာနီဆိုက86ပွဲမှာ48ပွဲနိုင်10ပွဲတည်18ပွဲရှုံး 63.6ဆိုတဖက်ကရူဘင်အမိုရိုတဖက်ကအာနီစလိုဘသူတော့အရင်စိုးသွားတယ်လေအာနီစလိုတော့အရင်စိုးနိုင်လားဘလို့ထင်လဲကျွန်တော်ကတော့ထင်တာတော့အာနီစလိုလည်းမစိုးလောက်နှောက်လုံးဆက်ထားလိမ့်မယ်ဒါပေမဲ့အဲ့နှစ်ယောက်ကယာတီကုန်တီအီပဲအီပဲနဲ့ရောက်သွားခဲ့ရင်ဘသူရင်ထုတ်ခံရမလဲတကယ်လို့ရလက်တွေစိုးခဲ့ပြီဆိုရင်ပေါ့လေတဖက်ကထောက်ထားစရာမပေးချန်ပီယံရှိတယ်တဖက်ကတော့ဟိုဆာဂျီရက်ကလစ်ကမထုတ်ဘူးလို့ပြောထားတိတိုင်အောင်အာနီစလိုနဲ့ရူဘင်အမိုဘသူပို့ပြီးတော့ ဖြစ်နိုင်ကြီးပိုများလေဘသူရင်ထုတ်ထုတ်မယ်လို့ထင်လေမထုတ်ရင်လည်းမထုတ်လောက်ဘူးပေါ့လေထုတ်ခဲ့မယ်ဆိုဘသူရင်တော့ဖြစ်နိုင်လေကိုမမဝေအောင်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးပါတယ်